အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K-Sport Channel လေးကနေကြိုဆိုပါရစေဒီနေ့ညမှာဆိုလို့ရှိရင်တော့ကလပ်ကပဖလားရှုံးတက်ပွဲစဉ်တွေကစားကြမှာဖြစ်ပြီးတော့ဒီနေ့ညမှာကစားကြမယ့်ရှုံးတက်ပွဲစဉ်နှစ်ပွဲကိုကျွန်တော်အနေနဲ့ပွဲကြို30ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ် ကလကပမလာရှုံးတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့စိတ်ကြီးမက်ဆီရဲ့အင်တာမိုင်အမီအသင်းဟာ PSG အသင်းနဲ့တွေ့ဆုံနေပြီးတော့ Chelsea အသင်းဟာဆိုလို့ရှိရင်တော့ပေါ်တူဂီထိပ်သီးကလပ်အသင်းဖြစ်တဲ့ Benfica အသင်းနဲ့ကမ်းမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ညီကိုတွေမိတ်ဆွေတွေထဲမှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုလို့ရှိရင် like and subscribe လေးဥစွာပထမလုပ်ပေးကြဖို့လို့ချစ်ညီကိုများအားလုံးကိုတောင်းဆိုပါရစေ။ ဒီနေ့ည10:00နာရီခွဲမှာဆိုလို့ရှိရင်တော့ဘရာဇီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ပါမီယက်အသင်းနဲ့ဗိုတာဖိုဂိုရိုအသင်းတို့ဟာရှုံးထွက်ပွဲစဉ်မှာထိတိုက်တွေ့ဆုံနေတာပဲဖြစ်ပါတယ်ဘရာဇီးကလပ်အသင်းတွေဟာဆိုလို့ရှိရင်တော့ဒီနေ့ကလဝါကပ်ပွဲစဉ်တွေမှာခြေစွမ်းပြကစားနေပြီးတော့ပါမီယက်အသင်းဟာဆိုလို့ရှိရင်လည်းအုပ်စုဘူအနေထားနဲ့တူရှုံးတဲ့ပွဲစဉ်တွေကိုတက်လာခဲ့တာပဲဖြစ်ပါတယ် ီပွဲစဉ်မှာဆိုလို့ရှိရင်ပါမီရဲ့အသင်းဟာဘော်ဒီပေါက်ကျေး level 60ချုံဆိုကျေးပွန်ထားပြီးတော့ဂိုးပေါင်းဆေးကနှလုံးရှုရင်10ပြားသားဆိုပြီးကျေးပွန်ထားတာကိုတွေ့ရပါတယ်ဒီနှစ်သင်းရဲ့ head to head ထိတိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းဟာ6ကြိမ်တွေ့ဆုံထားပြီးတော့ Vodafone အသင်းက3ကြိမ်နိုင်ပါမီရဲ့အသင်းက2ကြိမ်နိုင်ပြီးတော့နှစ်ပွဲတည်ကျထားတာပဲဖြစ်ပါတယ် head to head ထိတိုက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့ Vodafone အသင်းကအသာရရှိနေတာပဲဖြစ်ပါတယ် ဒီပွဲသင်ဟာဆိုလို့ရှိရင်ဂိုးပေါင်းပေါက်ကြီးနေသားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော်တော်လေးကြေးပြော့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှသင်းသလုံးဟာဆိုလို့ရှိရင်ဒီဂိုးပေါင်းပေါက်ကြီးနေသားရနှသင်းပေါင်းသွင်းကိုဟာ၃ဂိုးထွက်ပေါ်ဖို့လိုခဲရင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာလူစင်အနေငယ်ပိုတာတဲ့ပါမီရဲ့ဘော်ဒီနဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့စနေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ချဲစီတင်ဟာဘင်ဖီကာအသင်းနဲ့ကလပ်ဝါကတ်ရှုံးတဲ့ပွဲစဉ်ဖြစ်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ် ချက်စီသင်းဟာဆိုလို့ရှိရင်အုတ်စုဒုတိယရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘင်ဖီကာအသင်းနဲ့ထိတ်တိုက်တွေ့ဆုံနေတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်ချက်စီသင်းဟာဘော်ဒီပေါက်ကြီး level 80ရှုံးကနေပြီးတော့အခုခါမှာဆိုလို့ရှိရင် level 50ရှုံးထိကြီးကျလာတာကိုတွေ့ရပါတယ်။ ပေါ်တူဂီထိပ်သီးကလပ်အသင်းဖြစ်တဲ့ဘင်ဖီကာအသင်းဟာဆိုလို့ရှိရင်တော့သူ့ရဲ့အုပ်စုမှာဘိုင်ယန်မြို့နယ်အသင်းကိုနောက်ဆုံးအုပ်စုပွဲစဉ်မှာနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အုပ်စုဘိုးဖြစ်ကနေပြီးအခုရှုံးတဲ့ပွဲစဉ်မှာချဲဆီနဲ့ထိတိုက်တွေ့ဆုံနေတာပဲဖြစ်ပါတယ်။ပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ဘင်ဖီကာအသင်းဟာဆိုလို့ရှိရင်ကစားပုံကောင်းမွန်တာမှန်ပေမဲ့လူစင်းအင်အားပိုင်းမှာဆိုလို့ရှိရင်တော့ချဲဆီအသင်းကပိုပြီးအတားရရှိနေတာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာဆိုလို့ရှိရင်နှစ်သင်းသလုံးဟာအမားမခံတဲ့ကစားလာကြအောင်မှာပဲဖြစ်ပါတယ်ဗင်ဖီကာအသင်းမှာဆိုလို့ရှိရင်ရီယယ်မက်ဒရစ်မှာအချိန်ကြာကြီးကစားခဲ့တဲ့ဒီမာရီယာလိုကသားသမားမျိုးတွေရှိနေပေမဲ့လည်းချဲစီအသင်းဟာဆိုလို့ရှိရင်ကသားသမားပိုင်းအင်အားအရာမှာဆိုလို့ရှိရင်တော်တော်လေးကိုတောင့်တင်းတာပဲဖြစ်ပါတယ်။ဘော်ရီဂျီကလည်းချဲစီဂျီတို့ပြော့နေပေမဲ့လည်းဒီပွဲစဉ်မှာချဲစီတို့ကတ်နိုင်သွားနိုင်တယ်လို့ခန့်မှန်းပေးခြင်းပြီးတော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာလည်းချဲစီဘော်ရီကိုပဲရွေးချယ်ပေးပါတယ်။ ါလေးကတော့ဒီနေ့စနေနေ့ညမှာကစားကြမယ်ကလပ်ဝါကတ်ရှုံးထွက်ပွဲစဉ်နှစ်ပွဲကိုပွဲကျိုသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချယ်သုံးသက်ပေးထားတဲ့ပွဲစဉ်လေးတွေကိုမိတ်ဆွေတို့နဲ့အမြင်တူတယ်အကြိုက်တူတယ်ဆိုလို့ရှိရင်ဆော့လို့ရပြီးတော့အမြင်မတူဘူးအကြိုက်မတူဘူးဆိုလို့ရှိရင်ပတ်ကန်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လေးလုပ်ပေးသွားကြဖို့လို့ချစ်ညစ်ကိုများအားလုံးကိုတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်